တန်မဲ့ကြားရသေးရဲ့တက်ဖွဲ့တွေတောင်းပေါ်တက်လာပြီဆိုတော့အတန်မဲ့ကြားရသေးရဲ့နောက်ထပ်ရောက်ပြီဆိုတာနဲ့ဒါစစ်ကောင်စီစစ်သားတွေထွက်ပြေးကြအောင်အဲ့တော့ပြည်သူတယောက်နဲ့ဒါခွေး၁၈កောင်နဲ့၁၈လက်ကိုကျွန်တော်လေးလိုက်တာဗောနော်ဒါဒါတကယ်ကြီးကြီးလေးစားမယ်ຢာဖြစ်တယ်မင်္ဂလာပါဒီနေ့ကတော့နှောင်းပါ20ရက်နေ့2025ခုနှစ်ဖြစ်ပါတယ် ဒီနေ့မှလည်းသတင်းကောင်းတွေအများကြီးရှိတယ်။သတင်းကောင်းကဘယ်လိုပြောများလုံးလို့ကျွန်တော်ခွဲပြီးတော့ပြန်ပြီးတော့ရွေးထားရတာပေါ့နော်။သတင်းတွေစက်တိုက်ကိုကောင်းနေတာကြီးရှိတယ်။အဲပြီးတော့ဒီအခုဗီဒီယိုထဲမှာမပါတဲ့သတင်းတွေဆိုတော့နောက်ဗီဒီယိုတစ်ခုထဲမှာကျွန်တော်တိကျလေးပြန်ပြောပြပေးမယ်။အဓိကတော့တုံးသက်တဲ့ဟာလေးတွေပါစီခြင်းလို့ပေါ့နော်။ဒီတိုင်းဖတ်ပြလိုက်ရင်တော့ရပါတယ်ပေါ့နော်။အဲ့တော့ပထမဆုံးတော့ဒါကျွန်တော်တို့ဒါချင်းပြည်နယ်တီးတိမ်ကဒါကနေဒီတောင်ကျောပေါ့နော်။ဒီတောင်ထိပ်ကိုဒါတော်လိုင်းတပ်ဖွဲ့တွေကပြန်ပြီးတော့စုံမနိုင်ခဲ့ပြီးထိန်းချုပ်နိုင်ခဲ့ပြီးဆိုပြီးတော့သတင်းတွေမှာတွေ့ရလိမ့်မယ်။ အဲအဲ့ဒါကလည်းအားရစရာကောင်းတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီတောင်ကျောကအဲ့နေရာမှာတကယ်အမြင့်မားတဲ့တောင်ကျောကြီးတစ်ခုဖြစ်တယ်။မီတာ2900လောက်ထိကိုမြင့်တဲ့တောင်ကျောကြီးပေါ့နော်။အဲ့တော့အဲ့ဟာကြီးကဒါလမ်းဘေးမှာလည်းရှိပြီးတော့ဒါတဆက်သေးပေါ့နော်။ဒါဒီလေထန်ကုန်းတို့ပါအဲ့လိုမျိုးတဆက်သေးပေါ့နော်။တောင်ကျောကြီးအကြီးကြီးဖြစ်တာပေါ့။အဲ့ကြအဲ့ပေါ်မှာဒါအတန်လွဲ့ဆက်ယုံတွေပါတွေအစားရှိတယ်။ အဲ့မှာဒါဆိုလာစနစ်တွေပိုင်းနဲ့လို့ဆိုလာပြားတွေကတော့ဒီတောင်းစားတွေရောင်းစားသွားပြီထင်ပါတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးနေရာကိုဒါစစ်ကောင်စီကအင်အားလုံးရင်းနဲ့တိုးယူခဲ့တဲ့အတွက်ပေါ့နော်ဒါဒလိုင်းတပ်ဖွဲ့တွေကဆုတ်ပေးလိုက်ရတာရှိတယ်ဒါပေမဲ့အခုတော့ပြန်ပြီးတော့ထိန်းချုပ်သွားနိုင်ခဲ့ပြီပေါ့နော်အဲ့မှာကျွန်တော်လုံးဝအားမလို့အားများဖြစ်တဲ့အချက်တစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့ဒါဒလိုင်းတပ်ဖွဲ့တွေကအဲ့ဂုံးမော်ကိုလာပြီးဟိဆိုတဲ့အချိန်မှာစစ်ကောင်စီကထွက်ပြေးတာထွက်ပြေးတာစစ်ကောင်စီစစ်သားတွေထွက်ပြေးတာအဲ့တော့အဲ့လိုထွက်ပြေးလိုက်တော့ဘာရတော့မှာလဲဘာမှမရတော့ဘူးပေါ့နော်အဲ့တော့ ဖြစ်စဉ်ကနိုဝင်ဘာ16ရက်နေ့ညနေပိုင်းလောက်မှာဖြစ်ခဲ့တာပေါ့နော်အဲပြန်ရခဲ့တာဖြစ်တယ်ဒါ PDF ဇိုးလန်းကဒါရဲဘော်တွေပေါ့နော်ကနေဒီတောင်ထိပ်ကိုတတ်တာနဲ့စစ်ကောင်စီစစ်သားတွေကထွက်ပြေးတာအဲ့တော့လက်နက်မရဘူးခဲရန်အနေချင်းပေါ့နော်အဲ့ဒါရတာရှိတယ်အဲတောင်ထိပ်ကိုရောက်လာတဲ့စစ်ကွေးတွေကထွက်ပြေးသွားတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့ဟာကိုကျွန်တော်အားမလို့အားများဖြစ်တာမှန်ရစေချင်တာတပွဲတွေကိုတပွဲတွေရသွားပြီဟေးဆိုတဲ့ခါကျရင်ထပ်ပြီးတော့နောက်ထပ်တိုက်ပွဲတွေအတွက်အထောက်အကူတွေဖြစ်ပါလိမ့်နော်စစ်ကောင်စီကအဲ့လောက်ကိုလုံးဝကြောက်ချီးပါနေ ားရစရာကောင်းတော့နော်လုံးဝအတန်မဲ့ကြားရသေးရဲ့တက်ဖွဲ့တွေတောင်းဖို့တက်လာပြီဆိုတော့အတန်မဲ့ကြားရသေးရဲ့နောက်ထပ်ရောက်ပြီဆိုတာနဲ့ဒါစက်ကောင်စီစစ်သားတွေထွက်ပြေးကြအောင်ပြောကြတော့ဗာအဲတရေတဲ့ကောင်ထွက်ခဲ့တော့အဲဗာညာတယ်ဗောနော်သူတို့အတကုံပြောခဲ့ကြတာဗောနော်အဲ့တော့အခုကြတော့လုံးဝအမြင်တော်မခံဘူးအတွေ့တော်မခံဘူးအဲ့တော့လဲလဲကူကူပဲဒီတောင်ကျောက်ကိုပြန်ရခဲ့တယ်ဗောနော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီနေရာကစိုးမိုးနေရာဖြစ်တယ်တကယ်အချက်ချာကြတဲ့နေရာဖြစ်တဲ့အတွက်ဗောနော်အဲဒီလိုနေရာမျိုးကိုပြန်ပြီးတော့ထိန်းချုပ်နိုင်ခဲ့တာဟာ လုံးဝမင်္ဂလာစကားပဲပေါ့နော်အဲ့တော့အဲ့ဟာလေအားရစရာကောင်းတယ်ပေါ့နော်အဲ့တော့ဒီနေရာကိုစစ်ကောင်စီကအင်အားလုံးရင်းနဲ့ရဖို့ကြိုးစားခဲ့ပေမဲ့လည်းဒါပြန်ပြီးတော့ကြာကြာမထိန်းချုပ်နိုင်မင်းနဲ့တလိုင်းတစ်ဖက်စီကိုပြန်ပြီးတော့လွှတ်ပေးလိုက်ရတယ်အဲအဲ့တော့ဒါအားရစရာကောင်းတယ်နောက်ထပ်တစ်ခုပြောပြမယ်ဒါက GIA ပေါ့နော် GIA တပ်ဖွဲ့တွေရဲ့လုံထုံးလုံနေတဲ့တခုဖြစ်တဲ့ဟာပြောပြမှာပေါ့နော်အဲ့ဒါအားရစရာကောင်းတယ်အဲ့ဒါကကချင်ပြည်နယ်ဟိုပင်အခြေစိုက်ခမရ921ကိုလက်နက်ကြီးနဲ့ပစ်ခတ်တယ်ပေါ့နော်ပစ်ခတ်တဲ့အချိန်မှာဒါအိုက်ထဲမှာဖြစ်စင်ပါပေါ့နော်စစ်ကောင်စီဘုံမူး အိုက်တက်ကစစ်ကောင်စီပုံမှုအပါဝင်စစ်သားချို့တိတ်ဆုံးနေဆိုပြီးတော့သိရတယ်ဖြစ်စဉ်ကနိုဝင်ဘာ18ရက်နေ့ည8နာရီလောက်မှာဒါ KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကစော်ခဲ့တာပေါ့နော်အဲ့တော့တရင်တဲ့ကိုလက်နေကြီးကြားရောက်ပောက်ခွဲပြတာနဲ့ဒါတရင်တဲ့ကနေပြန်ပြီးတော့ဒါပြစ်ခတ်တာတွေရှိတယ်ဇက်တိုက်ထွက်ပေါ်ခဲ့တယ်ဒီပြစ်ခတ်တန်တွေပေါ့နော်ထွက်ပေါ်ခဲ့ပြီးတော့နှစ်ခက်နှစ်ဖက်ပြစ်ခတ်မှုတွေနဲ့ဒါပြင်းပြင်းထန်ထန်ဖြစ်ခဲ့ကြတယ်အဲခမရ9နှစ်တက်ကလည်းဒါပြစ်တယ်အပြင်ပေါ့နော်ဒါဟိုပင်ကဒါအခြားတက်တွေကနေလည်း လန်ဒန်ကြီးနဲ့ပြစ်ကူပေးတာမျိုးတွေရှိခဲ့တယ်ပေါ့နော်ကြည့်ရတက်ကြီးဝင်သိမ်းခံရပြီလို့ထင်တာနေပါဘော။အော်ငါတို့ကသိမ်းခံနေရပြီ၊ကျုံးခံနေရပြီ။အော်ရှိတာအကုန်ထုတ်ပြစ်ဆိုပြီ။အဲ့လိုမျိုးပုံစံမျိုးဖြစ်မှထင်တယ်ဗောနော်။ဒါပေမဲ့တခုရှိတာဒီကောင်တွေကတေချာတော့ပြင်ဆင်ထားတဲ့ပုံစံမျိုး။မပြင်ဆင်လို့လည်းမရဘူးဗောနော်။သူတို့ဘက်မှာလုံးဝအင်အားတွေကချိနေနေတာ။ဒီနောက်ထပ်တည်ရင်ဌာနချုပ်တွေနောက်ချန်အင်အားဆိုတာကဘာမှသိမ့်ရှိတာမှမဟုတ်တာဗောနော်။အဲ့တော့အဲ့လိုအနေထားမျိုးနဲ့တာအိုးချင်းချင်းနဲ့ပြစ်ခတ်ခံလိုက်ရတဲ့ချိန်မှာသူတို့ပြန်ပြီးတော့ ချက်ချစ်တုံပြန်နိုင်ခဲ့တဲ့ဟာကတော့ဒါမစိုးဘူးလို့ပြောရမှာပေါ့နော်မစိုးဘူးပေါ့ဒီကောင်နေဘလောက်ထိများဒါကြောက်လန့်နေတဲ့ဆိုတဲ့ဟာပေါ့နော်အဲ့တော့တက်ကြီးဝင်သိမ်းခံရပြီးထင်ပြီးတော့ပြန်ပြီးတော့လူလဲပြန်ပြစ်ခဲ့တာကြီးကြောင့်မလို့ဒါဖြစ်စဉ်ကဒါပြင်းထန်ခဲ့တယ်ပေါ့ဗျာအဲ့တော့ဒီတိုက်ခိုက်မှုကြောင့်မလို့ခမရ921တဲကဘုံမူတဝူအပါစစ်ကောင်စီစစ်သားချို့တေဆုံးခဲ့တယ်လို့ထိခိုက်ဒဏ်ရာရတယ်လဲရှိတယ်ဆိုပြီးတော့ဒေသခံတွေစီကနေပြီးတော့သိရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးတေဆုံးသွားတဲ့သူကဘလို့ဖြစ်နိုင်လဲဒီတက်ကရှေ့တန်းထွက်နေရပေါ့နော်အဲ့တော့နောက်ချန်တက်ဖြစ်တဲ့အတွက် ဌာနချုပ်တက်ခွဲမှုကန့်ပြီပေါ့ဗျာပြောရမယ်ဆိုရင်အဲ့တက်မှာအကြီးဆုံးဆိုတဲ့ကောင်ကိုစော်တိုင်းခဲ့တာဖြစ်တယ်ဘာလို့လဲဆိုတော့ရှင်းန်းထွက်သွားပြီဆိုရင်တန်မှုပါသွားမယ်ဒုတိုင်မှုပါသွားမယ်အဲ့တော့သူတို့ထက်အဲငယ်တာဆိုလို့ပေါ့နော်ခုနဌာနချုပ်တက်ခွဲမှုအဲ့ကောင်ကသူကနောက်မှာဒါနောက်ချံတန်ရင်းမှာသူကအကြီးဆုံးအနေနဲ့အုပ်ချုပ်ရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဘုံမှုတယောက်တေးပြီးဆိုတာနဲ့အဲ့ကောင်ဖြစ်ဖို့များတာပေါ့လေနော်အဲ့တော့ဒါကလည်းအားရစရာကောင်းတယ်ပေါ့နော်အဲ့တော့ဌာနချုပ်တက်ခွဲမှုဖြစ်နိုင်တယ်ဒီဖြစ်စဉ်အပြီးမှာပေါ့နော်ဒါဟိုပင်မြို့ရဲ့ တ်ချာလေကိုအရင်ကထက်လုံခြုံရေးပုံမူတင်းကျပ်တာတွေစစ်ဆေးတာတွေပြုလုပ်ခဲ့တယ်ဆိုပြီးတော့လည်းသိရတယ်တော်တော်လေးကိုကြောက်သွားဖြစ်မှာကြောက်မှာပါတရင်ထဲမှာဒီတိုင်းသူ့ကလည်းသူပေါ့နော်နောက်တန်းမှာနေနေရတဲ့ကောင်တော်မှာတည်နေရပြီဆိုတဲ့အချိန်ကျတော့တော်တော်လေးကြောက်သွားမှာပေါ့အဲဒါကြောင့်မလို့ဒါမြို့ရဲ့ပတ်ချာလေနေရာမျိုးတွေကိုလုံခြုံရေးပို့ပြီးတော့တင်းကျပ်တာမျိုးတွေလုပ်ခဲ့တယ်အဲတခုကျွန်တော်စဉ်းစားမိတာပေါ့နော်အဲ့တော့ဒါဒါကတော့လက်နေကြီးသွားပြီးတော့အပြစ်ဆန်းနေပြီအဲပြစ်မှတ်တွေများမှတ်ပုံတင်နေပြီလားဆိုပြီးတော့လည်းတွေးမိတယ်ပေါ့နော်အဲ့တော့နောက်တန်းတရင်ဌာနချုပ်တွေဖြစ်တဲ့အတွက်ပေါ့နော်စစ်ကောင်စီကတော့ ။ဒါသိတဲ့အတိုင်းပဲသူရဲ့နောက်တန်းထိုင်ရင်ဌာနချုပ်တွေကိုလက်ရှိအခြေအနေမှာမရှိမဲ့ရှိမဲ့အင်အားလေးနဲ့သူတို့ကာကာကွယ်နေရတဲ့အနေထားပါနော်။ရဲမေတွေကိုတောင်မှတနက်တွေကင်ခိုင်းနေမိခိုသူသားသမီးတို့ကိုတောင်မှဒါစစ်တင်တဲ့နေပြီးပြီးတော့တနက်တွေကင်ခိုင်းနေအဖြစ်မျိုးတွေကြုံနေရတာ။အဲ့တော့နောက်တန်းထိုင်ရင်ဌာနချုပ်ကိုဝင်ပြီးတော့တိုက်ခိုင်းနောက်ထပ်အဲ့ဟာရဲ့ပေါ့နော်အကျိုးဆက်ကဘာလဲဆိုတဲ့ဟာကိုကျွန်တော်ထပ်ပြောပြမှာပေါ့နော်ပြီးတော့အိုက်တက်ရဲ့စစ်ကြောင်းရှင်းနှထွက်နေတဲ့စစ်ကြောင်းအဲ့ဒါလည်းရှိတယ်အဲ့ဒါပြီးခဲ့တဲ့နိုဝင်ဘာ ပထမအပတ်လောက်မှာလည်းဒါမိုးကောင်းမြို့နယ်နဲ့မိုးကောင်းမြို့နဲ့ဒါဟိုပင်မြို့ကြားကတောင်ပေါ်ဒေသတွေမှာဒေါ်လာရင်းအင်အားစုတွေနဲ့အဲ့ဒီခမ921ကစစ်ကောင်စီစစ်ကြောင်းနဲ့တိုက်ပွဲပြင်းထန်ခဲ့တာတွေရှိတယ်။အဲ့အဲ့တိုက်ပွဲအတွင်းမှာလည်းဒါအခုမှတင်တန်းဆင်းလာတဲ့ပါစာတွေအခုမှဒါပေါ်တာဆွဲပြီးတော့ပေါ့နော်တင်တန်းလှုပ်ပြီးတော့အခုမှတင်တန်းနေပြန်ဆင်းလာတဲ့အစ်စ်တွေပေါ့ပါစာတွေ အဲ့လိုသူတွေကိုဒါသူကအသေးခံပြီးတော့တိုက်ခိုင်းတာတွေရှေ့ကနေပြီးတော့တက်ခိုင်းတာတွေလုပ်ခဲ့တယ်ဆိုပြီးတော့သိရတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းမှာလည်းဒါစစ်ကြောမှုထိခိုက်တံရရတာရှိတယ်ဆိုပြီးတော့သိရတယ်အဲ့တော့နောက်တန်းမှာတရင်ဌာနချုပ်မှာကြံခဲ့တဲ့အကြီးဆုံးဆိုတဲ့ဌာနချုပ်တက်ခွမ်းမှုကြီးတယ်ရှေ့တန်းမှာဒါစစ်စင်ထွက်တဲ့အခါမှာအကြီးဆုံးဖြစ်တဲ့စစ်ကြောမှုတွေအထိနာလဲဆိုတော့ဒီတက်ကတော်တော်လေးကိုအခြေအနေဆိုးတဲ့အနေထားပါတော့အဲ့တော့ဘာကြီးသိရလဲဆိုတော့ဒါမိုးကောင်းမြို့နဲ့ဟိုပင်အဆက်ကြားတောင်ပေါ်မှာတဲ့တောင်တန်းပေါ်မှာတဲ့ တိုက်ပွဲတွေပြင်းထန်နေတာရှေ့ရလောက်ရှိပြီတဲ့စစ်ကောင်စီဘက်ကအသေးခံထိုးတက်နေကြရရှိတယ်တဲ့ပါစာတွေကိုဒါရှေ့ကနေပြီးတော့အတင်းထိုးတက်ခိုင်းနေလို့နောက်ချန်တရင်ဖြစ်တဲ့ခမရ921ကိုဝင်ရှင်းတာလည်းဖြစ်တယ်ဆိုပြီးတော့ဒါတော်လိုင်းတရင်ညင်းမြက်နဲ့ဒါနှိစက်တဲ့သူတွေကပြောကြတယ်ဗောနော်အဲ့ဒါ KIA ရဲ့အထောက်ပဲတကယ်တကယ်အဲ့တော့ကျွန်တော်ဘယ်မှာသိခဲ့လဲဆိုတော့ကျွန်တော် CDM မလုပ်ခင်ဘမော်မှာဗောနော်တိုက်ပွဲတွေတကြော့ပြန်ပြန်ဖြစ်လာတဲ့အချိန်မှာတော်တော်လေးသိခဲ့တယ်အဲ့ဒါဗာလဲဆိုတော့စစ်ကောင်စီဘက်မှာဗောနော်ဒါအဲ့တော့ဆက်က21ဗော အိုက်တက်တွေကရှေတန်းတွေထွက်နေရရှေတန်းလိုနေရာမျိုးတွေပေါ့နော်ဆမာဂါကန်အာဒေါဖုံရန်အာဗျူဟာလန်းစုံအဲပြီးရင်ဒီဘက်စိန်လုံးအဲအဲ့လိုမျိုးပေါ့နော်အဲ့လိုရှေတန်းစခန်းတွေရှိတယ်ဗျအများကြီးပဲတန်ခေါမောက်တို့ဘားတို့အာ C1 C2 C3 အဲ့လိုပဲချမ်းတွေမှာသူကပြောရရင်အဲ့လမ်းမကြီးပေါ့နော်ဒါပမောမြကြီးသားလမ်းမကြီးရဲ့ရှေ့ဘက်ချမ်းမှာရှိတဲ့တောတွေတောင်တွေထဲမှာအဲ့လိုမျိုးဆစ်စင်စခန်းတွေမှာဒါရှေတန်းထွက်ရအဲ့လိုမျိုးထွက်ရပြီမဲ့နောက်တန်းတန်ရင်တွေကချို့တက်တွေကအိုက်ကန်လာမကြီးရဲ့ဘေးနားမှာပဲရှိကြအဲ့အိုက်တက်ရင်တွေကိုဝင်ကျုံးတာ အဲ့ရတော်တော်စားရတယ်ပေါ့နော်အဲ့စားရတယ်တကယ်မိုက်တယ်ဘလို့လဲဆိုတော့ဒီတာဝါတိုင်ကုန်းဖြစ်စဉ်ဆိုရင်အရန်တိတာတယ်ပေါ့နော်အဲ तू ကဒီအဲ့တာဝါတိုင်ကုန်းရဲ့အောက်ချင်မှာဒါမြို့တစ်ပေါ့နော်မြို့တစ်တာဝါတိုင်ကုန်းရဲ့အောက်ချင်မှာဒါငါတို့တက်နေနေနေဆိုရင်အဲ320ရဲ့380ရဲ့ရှိတယ်အဲ့တာဝါတိုင်ကုန်းကိုတင်းပြီးပြီဆိုတဲ့ချိန်မှာအဲ့ဂုံးမွားနေပြီးလက်နဲ့ကြီးနဲ့တဲထူတာအောက်ကတက်ရင်နှင်းရင်အဲ့လိုမျိုးကျုံးတာကျုံးတာအာအကုန်လုံးနေစရာမရှိဘူးအဲ့မှာအကုန်လုံးမြောင်းနေတဲမှာပေါ့နော်ဒါဆက်သွေးမြောင်းနေတဲမှာနေ အဲ့လိုပုံစံမျိုးတွေရင်းနှုံမြောင်းတွေထဲမှာနေအဲ့လိုမျိုးတွေကနေရတာပေါ့နော်အဲ့လိုဆိုတော့လက်နဲ့ကြီးကြတဲ့နေရာတွေကတကယ်ထိကျက်ကောင်းတဲ့နေရာတွေကြီးပြစ်ကြတာအာအဲ့မှာတော်တော်လေးကိုအထိနာတာအဲ့မှာဘာကြီးဖြစ်လဲဆိုတော့နောက်တန်းဆိုတဲ့အမျိုးပါဗျာပြောရရင်ခုနလိုထားချုပ်တက်ခွဲမှုဦးစီးပြီးတော့အူနာကျိုးကန်းနေနဲ့စုဖွဲ့ထားတာရဲမေတွေကိုတနက်ကန်ခိုင်းထားတာပြောရမယ်ဆိုရင်ရှေးတန်းထွက်သွားတဲ့စစ်သားတွေရဲ့မိသားစုတွေအဲအဲ့လိုမျိုးအဲ့ကြရှေးတန်းမှာရှိတဲ့ဒီခုနစကန်းကြီးတွေကိုကြော်အဲ့လက်မကြီးကိုကြော်ပြီးတော့ ဒီဘက်တရင်ဌာနချုပ်တွေပေါ့နော်နောက်ချံအင်အားတွေကိုဝင်ကျုံးတော့ရှေ့တန်းအောင်နေစိတ်တဲ့တွေပြက်တာရှေ့တန်းအောင်ထွက်ပြေးတဲ့ကောင်တွေအများကြီးပဲအဲ့လိုမျိုးဘာလို့လဲဆိုတော့သူတို့ရဲ့ကိုကိုကိုလည်းသူတို့မကာဝယ်နိုင်တဲ့အပြင်သူတို့ရဲ့မိသားစုကိုလည်းမကာဝယ်နိုင်တော့ပါလားနောက်တန်းမှာငါတို့မိသားစုတွေတော်တော်လေးကိုဒါအသက်အန္တရာယ်ကြုံနေရပြီဟာငါတို့မိသားစုတွေကိုဘူးမှလည်းမကာဝယ်ပေးကြဘူးဆိုတော့အထွေးမျိုးတွေနဲ့အဲ့မှာထွက်ပြေးကြပြီးအမိတ်မနာခံတာတွေလုံးဝပေါ့နော်အာနာဖီဆန်တဲ့ပုံစံမျိုးတွေတောက်လျှောက်ဖြစ်တယ်တောက်လျှောက်ဖြစ်တာအဲ့တုန်းကလည်းအချီးဖြစ်တာအချီးဖြစ်တယ်ဆိုတော့ဒီ ကျင်းစောချက်ကြီးရပါတော့ကျို့ဒီဆေးရုံဒီဗမော်ဆေးရုံပါနော်ဗမော်ဆေးဆေးရုံကလောကအပြစ်လူနာအပြစ်အပြစ်ဒီဟောကန်းနေဟောကန်းနေအကုန်အပြစ်ပြည့်တဲ့အပြင်ဥမှာအပြင်မှာမှထုတ်ပြီးတော့ထားရတဲ့ဟာတွေအဆင့်တည်းဖြစ်သွားတာပါနော်ဂရင်းနေဆိုစိနေရပဲအဲ့လိုမျိုးဂရင်းနေစိနေအာပိုက်တန်းလန်းနဲ့သူတွေရောဘာတွေရောညာတွေအဲ့လိုမျိုးကြီးပါနော်ဟာအဲ့ဒီမှာဒါခုနရဲမေတွေကစပါတယ်ပေါ့နော်အဲပြောချင်တာစိတ်သက်တွေပါတပါးလေးရိုက်ချိုးပြတာ အခုလိုမျိုးဒါရှေ့တန်းမှာတော့အင်ပြေအားပြေနဲ့တို့ကထွက်ခိုင်းနေဗာပြီလို့ဆိုရှေ့တန်းမှာတိုက်ခိုက်ရေးဖြစ်တဲ့အတွက်အင်အား150ထွက်ခိုင်းရင်ထွက်ခိုင်းမယ်160ထွက်ရင်ထွက်ခိုင်းမယ်ရှိတဲ့အင်အားနဲ့အပြည့်အဝပုံစံမျိုးနဲ့ထွက်ခိုင်းမယ်အဲ့တော့ကြံခဲ့တဲ့နောက်ချန်တန့်ရင်းနေဆိုတဲ့ဟာကနောက်ချန်အင်အားတွေဆိုတဲ့ဟာကလုံးဝအိုနာဂျိုကန်အဲ့လိုမျိုးအနေထားကိုတိတာဖြစ်တဲ့အတွက်အခုလိုမျိုးဝင်ကြုံတာအတ္တာကတကယ်လိုအပ်တယ်တကယ်လိုအပ်တယ်အခုချိန်မှာတကယ်အဲ့လိုမျိုးပုံစံမျိုးတွေတကယ်ဖြစ်တင်တယ်ဗောနော်အဲ့တော့အဲ့လိုမျိုးအခွင့်အရေးရပါတယ်ဆိုတဲ့နေရာတွေမှာအဲ့လိုနီလမ်းမျိုးတွေကိုလည်းတုံးတဲ့နေဆိုတဲ့အကြောင်းဒါလည်းပြောချင်တယ်ပေါ့နော်အဲ့ဒါက စိတ်သက်တွေပါတပါးလဲရိုက်ချိုးပြီးသားဖြစ်တယ်ချင်းနေကောင်းရင်တန်ရင်းကြီးပါသိမ်းနိုင်မှာလက်နက်ကုတ်တွေပါရမှာဘောတော့အာရှေ့အဲ့လိုမျိုးကြီးအဲအဲ့ဒါကြောင့်မလို့လဲစစ်ကောင်စီကအခုဆိုတေချာပြင်ဆင်ထားတဲ့ပုံစံပဲလွယ်တော့မလွယ်ကူဘောနော်ဒါကျွန်တော်တို့ကစကားနဲ့ပြောရင်သာလွယ်ကူတာမြေပြင်မှာတကယ်တိုက်နေတဲ့တပ်ဖွဲ့တွေကတော့အသက်နဲ့ရင်းပြီးလောက်ရတာဖြစ်တဲ့အတွက်ဘယ်ယာမှတော့မလွယ်ကူဘောနော်အဲ့ကြားတဲ့ကမှလုံနိုင်ခဲ့တာဖြစ်တဲ့အတွက် တကယ်ကျေးဇူးတင်တယ်တကယ်လဲဂုဏ်ယူတယ်ဘောနော် ဲ့တော့အခုဆိုရင်တို့ပြင်ဆင်ထားတယ်ဘာလို့လဲဆိုတော့ဒါချက်ချင်းတွန်လိုင်းတက်ဖွဲ့တွေဘက်ကပြစ်တာနဲ့တို့ဘက်ကနေချက်ချင်းကောင်တာပြန်လာတာမျိုးတွေရှိတယ်တခြားတက်တွေကနေပြီးတော့ပြစ်ကူပေးတာမျိုးတွေလည်းရှိတာဖြစ်တဲ့အတွက်စီမံချက်ကောင်းနေတော့လိုအပ်လိမ့်မယ်ပေါ့နော်အဲ့တော့ဒီဟာနဲ့ပတ်သက်လို့အတွေ့အကြုံတွေများခဲ့တဲ့ဒါအစင်လာရှိတဲ့အဖွဲ့ကြီးတွေစီကနေပြီးတော့ဒီနီလန်းတွေကိုကျွန်တော်လက်ဆက်ကမ်းတင်တယ်ပေါ့နော်အဲ့ဒါကတကယ်ကိုနောက်တန်းတည်ရင်ဌာနချုပ်တွေမှာလုံးဝထိမ့်မြသိမ့်မြအဆင့်မျိုးတွေဖြစ်ကုန်တာအဲ့ဒါကကျွန်တော်ကမျက်မြင်ကိုယ်တိုင်မြင်ခဲ့ရတာ ဒါကြောင့်မလို့ဒီနီလန်းကိုကျွန်တော်အရန်သဘောကျတာပေါ့နော်။အာရှေတန်းကောင်တွေဖွဲ့စည်းပုံကိုပြတ်နေတာ။အဲ့တော့အဲ့ဒီသတင်းကလည်းတကယ်အားရလို့ပြောပြခြင်းဖြစ်တယ်။နောက်တစ်ခုကတရုတ်ဝမ်ပေါင်။တရုတ်ဝမ်ပေါင်ဂျင်းနီစီမံကိန်းအဲ့ဒီဟာကိုဒေါ်လာရင်းထပ်ဖွဲ့တွေကထပ်ပြီးတော့ကျုံးမြန်ပြီပေါ့နော်။ကျုံးမြန်ပြီ short rate တွေနေနဲ့ထပ်ပြီးတော့ပြစ်ပြန်ပြီပေါ့နော်။အဲ့တော့ဒီကျင်းနီစီမံကိန်းနဲကိုဒါရှိတဲ့အဲ့ထဲမှာရှိတဲ့စစ်ကောင်စီစစ်သားတွေကို short ride တုံး10လုံးနဲ့ပြစ်သွင်းတိုက်ခိုက်တယ် ြစ်ခွဲတာပေါ့နော်၁၀လုံးအဲစကိုင်းတိုင်းစလင်းမြို့နယ်တဲကတရုတ်ဝမ်ပေါင်းချင်းနီစီမံကိန်းဆိုတဲ့ဟာကအခုနောက်ပိုင်းမှာတလင်းတက်ဖွဲ့တွေရဲ့ short တိုက်တုံးငါဒါမှမဟုတ်လဲလက်နက်ကြီးအဲ့လိုမျိုးတွေပြစ်ခတ်ဖို့အတွက်တကယ်လေ့ကျင့်ဝင်ဖြစ်နေတာအဲ့တဲကစစ်ကောင်စီစစ်သားတွေပြူတွေအဲအဲ့လိုမျိုးပြည်သူစစ်ဆိုတဲ့ကောင်တွေပေါ့နော်အဲ့ကောင်တွေကအဲ့လိုမျိုးဒါလေ့ကျင့်ပြစ်ခတ်ခြင်းခံနေရတာလူမာ19ရက်နေ့မနက်9နာရီမှာပြင်းခဲ့တာဖြစ်တယ်ကျေးပြားဆက်ယုံပေါ်မှာကြောက်ရောက်ပောက်ဝဲခဲ့ပြီးတော့တဲ့မီးလောင်ပျက်စီးတာတွေရှိခဲ့လို့အိုးအော်တန်တွေစုညံနေတယ်ဆိုပြီးတော့ရင်းမာပင်ခရိုင်ကဒါ တက်ထောက်ဒါပကပရဲဘော်တယောက်ကဒါကျွန်တော်တို့စီကိုပြောတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကလည်းပြန်လည်ပြစ်ခတ်တာတွေရှိခဲ့သလိုနှစ်ဖက်တိုက်ပွဲနှစ်ဖက်ပြစ်ခတ်မှုတွေပေါ့နော်အဲ့ဒါတွေလည်းဒါပြင်းထန်ထန်ဖြစ်ခဲ့တယ်ဆိုပြီးတော့သိရတယ်အဲ့ဒီတက်ဖွဲ့တွေတကယ်လက်တံပြောင်းတယ်နော်တကယ်လက်တံပြောင်းတယ်ဒါဟိုတလောကဗီဒီယိုလေးတွေးလိုက်လိမ့်မယ်ထင်တယ်အဲ့ဒီဗီဒီယိုနဲ့ပတ်သက်လို့ပြောကြရရှိရပါတော့။အာတိုက်ပွဲတည်းမှာဒါလုံးဝဒါဗကြမ်းလေးတောက်လိုက်တာကျွန်တော်တို့ကဒါ အဲတိုက်ပွဲထဲမှာခဏနားနေအချိန်ဟိုအနားယူတဲ့အချိန်ဖြစ်ပါတယ်အဲစီဘောလေးလေးတောက်လိုက်ပါလေအဲပြီးရင်ကျွန်တော်တို့ကြီးတွေကြီးတွေပေးကြပါဘောနော်တိုက်ပွဲထဲမှာကြီးမလောက်တဲ့ဟာတွေဖြစ်တယ်ဘောနော်အဲလိုပြုံးပုံစံမျိုးလေးပြောခဲ့ကြရရှိတယ်အဲ့တော့ဒါသူတို့လုပ်နေတဲ့ဒါ campaign လေးမှာလည်းပါဝင်ပေးကြစီခြင်းတယ်ဘောနော်အဲ့တော့အဲ့လိုမျိုးဒါတပ်ဖွဲ့တွေကအထဲထဲမှာရှိတဲ့စစ်ကောင်စီစစ်သားတွေခုနလိုပြူတွေပြီးရင်ပြည်သူစစ်တွေဘောနော်အဲ့လိုកောင်မျိုးတွေကိုလည်းအပြင်ကနေပြီးအခွင့်အရေးရရင်ရသလိုဒါငှော့တွေနဲ့တော်တော်ဆော်သလိုအဲ့ထဲကနေပြီးတော့ဒါဖင်ရပြီးအပြင်ကိုထွက်လာတဲ့ကောင်တွေဆိုရင်လည်း လမ်းကနေပြီးတော့စောင့်ကြိုတိုက်ခိုက်တာတွေအကြီးရွာတွေကိုဒုက္ခပေးဖို့ထွက်လာတဲ့စက်ကောင်စီစစ်ကြောင်းတွေကိုဒါလမ်းမှာဖျက်ပြီးတော့တုတ်တာမျိုးတွေပေါ့နော်အဲ့ဒီကဖြစ်စဉ်ဆိုရင်အဲ့တိုင်းပဲဒါဒီရမမခင်ကဒါပကပအဖွဲ့ရင်းနဲ့ထိတ်လိုက်တိုးပြီးတော့တိုက်ဝဲတွေဖြစ်ကြတာပေါ့နော်အဲ့လိုမျိုးပုံစံမျိုးကတော့တောက်လျှောက်ကိုလှုပ်တာတောက်လျှောက်ကိုလှုပ်အဲ့ဒါကလည်းအားရစရာကောင်းတယ်အခုလက်ရှိအနေထားကြီးအဲ့လိုလှုပ်လဲလှုပ်တဲ့နေပေါ့နော်ပြီးရင်နောက်ထပ်ထူးခြားတာတခုထပ်သိရသေးရပေါ့နော် စစ်ကောင်စီကအခုလိုမျိုးခဏခဏပြစ်ခတ်နေရလို့ဒါဒေါသထွက်နေတဲ့ပုံဖြစ်တယ်ပေါ့နော်အဲပြီးရင်ဒါဝမ်ပေါင်းကုမ္ပဏီနဲ့အနီးပတ်ဝန်းကျင်ကဝမ်မေးကန်တော့ပလောင်ကြီးရွာတွေမှာဝင်ရောက်တက်ဆွဲနေတယ်ဆိုပြီးတော့လည်းသိရတယ်အဲ့နေရာတွေကဒါဝမ်ပေါင်းနဲ့ကတ်နေတာပေါ့နော်ချန်စီယိုနဲ့လမ်းမဲ့ချတယ်ဆိုပြီးတော့လည်းဒါတပ်ဖွဲ့ဝင်ကပြောတယ်ပေါ့နော်အဲ့တော့လက်ရှိဒါဝမ်ပေါင်းစီမံကိန်းပတ်ဝန်းကျင်ရွာတွေပေါ့နော်အဲ့ရွာတွေမှာဒါစစ်ပေးရှောင်နေရတယ်ရှိတယ်စီပေးရှောင်ရင်တည်ဆုံးတဲ့သူတွေကျမကြီးဆိုးရွားစွာထိခိုက်နေတဲ့သူတွေလည်းပူပူပြီးတော့များလာတယ်ဆိုပြီးတော့သိရတယ် ဒါကကြောင့်ပြည်သူတွေကုကိုကုရမယ့်အရာဖြစ်တယ်ဘာလို့လဲဆိုတော့အဲ့ဘက်နေရာတွေမှာပေါ့နော်ဒီစီမံကိန်းကြီးကနေပြီးတော့ဆွန့်ထုတ်လိုက်တဲ့အညစ်အကြေးတွေကြောင့်မလို့ရောဂါပြရတယ်အများကြီးဖြစ်ပွားလာနေရရှိတယ်။ကလေးငယ်တွေတက်ကြီးရွယ်တွေအဓိကတော့ခန္ဓာရည်အားနည်းတဲ့သူတွေမှာပို့ပြီးတော့ဒီရောဂါပြရတယ်ဖြစ်ပွားတယ်။တေဆုံးတဲ့ဟာတွေပို့ပြီးတော့များလာနေတယ်။ဒီဂျားတွေကမှစစ်ဘေးရှောင်ရတယ်။စစ်ဘေးရှောင်ရတာဖြစ်တဲ့အတွက်အခုလိုရာသီဥတုအေးလာပြီဗျာ အညာဆောင်တည်ရတဲ့အတိုင်းပဲအဲ့လိုမျိုးအေးလာပြီဆိုတဲ့အချိန်မှာဘာမှမပါဘဲနဲ့မပြည့်စုံဘဲနဲ့အာဟာရမပြည့်ဝဘဲနဲ့ပေါ့နော်တော့ထဲမှာရှောင်တိန်ရင်းနဲ့ဒုက္ခဒုက္ခရောက်နေတဲ့ပြည်သူတွေအများကြီးရှိတယ်အဲအဲ့ကြအဲ့ဒီဘိုင်းတွေမှာလည်းကျွန်တော်ကူညီပေးကြပါဒီ ဒါတာဝန်ရှိတဲ့ဒါဘာကဘာအဖွဲ့တွေစီကိုဆက်သွယ်ပြီးတော့ကူညီပေးကြပါအဖွဲ့တွေလည်းအများကြီးရှိပါတယ်ဒါကျွန်တော်ကဒီဟာနဲ့ပတ်သက်လို့ဒီပြောပြလာတဲ့အဖွဲ့ရဲ့အပေါ်မှာပဲပြန်ပြောပြတာပါเนาะအဲ့တော့တခြားအဖွဲ့တွေလည်းရှိတယ်လက်ကိုလက်လက်မိသည်များပါเนาะအဲ့လိုမျိုးဝိုင်းပြီးတော့ကူညီပေးကြစေခြင်းနဲ့တကယ်ကိုစိတ်ရဲဒုက္ခခံနေရတာပါတချို့နေရာတွေတချို့မြေနေရာတွေဆိုရင်ဒီကောင်တွေကခြံစည်းတွေခက်ပြတယ်သူတို့တွေတိမ့်ပြတယ်အပြရနဲ့အဲ့ပေါ်မှာဒါမြေစာတွေပုံနေအပြရနဲ့ခုနကတော့အပွားနေရေတွေဖြန့်အဲ့ရေတွေကနေစီးကြပြီးတော့ အဲ့ရည်တွေကိုဒါတောက်သုံးပုံဖြစ်နိုင်တာမျိုးတွေတကယ်လို့လုံးဝမရှိဘူးဆိုရင်တောက်သုံးပြီးတော့သုံးဆွဲရတဲ့ခါကျတော့ကျမကြီးထိခိုက်တာတွေအရင်ဖြစ်လာတယ်ပေါ့နော်အဲ့တော့အရင်ကိုဒုက္ခရောက်ခက်ခဲနေတဲ့နေရာတွေဖြစ်ပါတယ်အဲ့ကြောင့်အဲ့ဘက်ကတပ်ဖွဲ့တွေအနေနဲ့လည်းဒါလိုအပ်ချက်တွေအများကြီးရှိတာပေါ့နော်အဲ့တော့အဲ့ဟာလေးမှလည်းဝိုင်းပြီးတော့ကူညီပေးကြစေချင်ပါတယ်ဒါပြင်အိုက်ဖြစ်စင်ကနေပြီးတော့ထူးခြားတာဘာတက်တိရလဲဆိုတော့သူကစစ်ကောင်စီကလာမဲ့ဒီဇင်ဘာလ28ရက်နေ့မှာပြုတ်လုပ်မဲ့ရွေးကောက်ပွဲကို1ပေါင်စီမံကိန်းအတွင်းမှာပြုတ်လုပ်မယ်ဆိုပြီးတော့တိရတယ် အပြင်လူလုံးဝပေးဝင်မှာမဟုတ်ပဲနဲ့သူတို့လူနဲ့သူတို့လုံးဝဖြစ်တယ်ဆိုပြီးတော့သိရတယ်။ပြိုင်မဲ့သူတွေကလည်းစံဖို့တွေပဲရှိတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်။ဒါကလည်းထပ်ပြီးတော့ဒါတက်ဖွဲ့ဝင်ကပြန်ပြောပြခဲ့တာဖြစ်တယ်ပေါ့နော်။အဲ့တော့ PDF တက်ဖွဲ့တွေကဒါဝမ်ပေါင်းစီမံကိန်းတွေကစစ်ကောင်စီစစ်သားတွေကိုဇက်တိုက်ဇက်တိုက်ဆိုသလိုတိုက်ခိုက်နိုင်နေခဲ့တာဖြစ်တယ်။တိုက်ခိုက်တာကလည်းရရင်ရသလိုနီလန်မျိုးတွေတုံးပြီးတိုက်တာ။အထဲထဲမှာရှိနေဆိုဆိုလည်းအပြင်ကနေပြီးတော့ဒါလက်နက်ကြီးတွေဒါရှော့လိုက်တုံးနေနဲ့ပြစ်ခတ်တယ်။လက်လုံရှော့လိုက်တွေကဆိုတာပြစ်တာပေါ့နော်။အဲ့တော့အဲ့ဒါရဲ့တလုံးတလုံးရဲ့တံမှုကလည်း ပြည်သူတွေနှိစက်တယ်ဆိုရင်သိပါလိမ့်မယ်ပေါ့နော်15သိန်းသိန်း20ဒါလိုမျိုးပုံစံမျိုးတွေ ਨੇ ပြစ်ခဲ့ရတာဖြစ်တယ်ပေါ့နော်အဲအဲ့တော့အဲ့လိုမျိုးအပိုင်းတွေမှာလည်းကူညီလို့ရတယ်သူတို့တွေပြစ်ခဲ့တဲ့ဟာကြည့်မယ်ဆိုရင်ဒါဒီအခုလပေါ့နော်ရှေ့လနဲ့အခုလနဲ့ပြောမယ်ဆိုရင်ဒါနိုဝင်ဘာဒါ7ရက်နေ့နဲ့12ရက်နေ့မှာဆိုရင်2ရက်အတွင်းမှာဒါလက်လုံ short တိုက်12လုံးပထမတရက်က10လုံးဒုတိယရက်က2လုံးအာအားမလို့အားမရဖြစ်ပြီးတော်တော်ပြည့်နေရနေမှာပေါ့နော်အဲ့တော့12လုံးပြည့်ခတ်တိုက်ခိုက်ခဲ့တာရှိတယ်14ရက်နေ့မှာလည်းဒါကြေးပြဆက်ယုံနာက အဲခြေပြဆက်ယုံနားကိုပေါ့နော်ဒါ short ride တုံး၄လုံးပြစ်ခတ်နိုင်ခဲ့တာရှိတယ်အပြီးရင်အော်တိုဘာရှေးလာပေါ့နော်အော်တိုဘာ23ရက်နေ့ကလည်း short တရခုမမ short ride တုံးနေနဲ့ဒါပြစ်ခတ်နိုင်ခဲ့တာရှိတယ်အဲ့တော့အတွင်းထဲမှာရှိနေစဉ်တောတွင်းမှာလည်းတွားပြကျုံးတယ်အပြင်ကိုထွက်လာပြီဟဲ့ဆိုရင်လည်းလာခဲ့ကျုံးမယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ချနေကြတယ်ဒါပေမဲ့အိုက်တက်ဖွဲ့တွေပြည့်စုံလို့လားဆိုတော့မပြည့်စုံဘူးတကယ်ဒါမှလည်းပြည်သူကိုအခုလိုမျိုးရက်ဆက်ယုံမှပြီးတော့ဒုက္ခပေးနှီးမျိုးစုံနဲ့ပေါ့နော်ပြည်သူကိုနှိပ်စက်နေတဲ့ကောင်တွေဖြစ်တဲ့အတွက်ရရင်ရသလိုနီလန်းမျိုးတွေနဲ့စုံနေကြတယ် အဲ့တော့အဲ့ဒီဘိုင်းတွေမှာကျွန်တော်တို့ဝိုင်းပြီးအကူအညီပေးကြစီခြင်းနဲ့အဲ့တော့ရင်းမှမိုင်ခရိုင်ဘာကဘာကပြုတ်လို့နေတဲ့တံပြန်ကြည်တတောင်းကမ်ပိန်းလေးရှိတယ်ကြည်တတောင်းကမ်ပိန်းဆိုရင်အဲ့တတောင်းကဆပြီးတော့ကမ်ပိန်းလုပ်နေကြတဲ့ကနေအခုချိန်ဒီတိုက်ပွဲတွေကဇက်တိုက်ဖြစ်နေတာအဲ့တတောင်းရမရမသိသေးဘူးအခုချိန်ဒီဇက်တိုက်တိုက်ပွဲတွေကဖြစ်နေတာပေါ့နော်အဲ့ဒါကြောင့်မလို့ဒါတပ်ဖွဲ့တွေကိုကူညီပေးကြစီခြင်းနဲ့တပ်ဖွဲ့တွေအခုလိုမျိုးကူညီတောင်းနေဆိုတာလေသူတို့မတက်နိုင်လို့ဖြစ်တယ်သူတို့တက်နိုင်တဲ့အရာကြရင်သူတို့ရှေ့ဆုံးကနေပြီးတော့အသက်တွေရှင်ပြီးလှုပ်ဆောင်နေကြဖြစ်တဲ့အတွက်ပါဝင်ပေးကြပါ ုလိုမျိုးအားတက်သရောနဲ့ပေါ့နော်ပြည်သူတွေအားတက်စီမဲ့ကြောင်းပြည်သူကိုအနိုင်ကျင့်နေတဲ့ကောင်တွေကိုနှီးမျိုးစုံနဲ့တိုက်ပွဲဝင်နေကြတဲ့တပ်ဖွဲ့တွေဖြစ်တဲ့အတွက်တန်တဲ့လောက်ပါဝင်ပေးကြစီခြင်းပါလေနောက်ထပ်သတင်းတစ်ခုကတော့ဒါကြောက်လှေကဒါလည်းအားမရတဲ့အချိန်မှာတော့ပါဒါပေမဲ့တပ်ဖွဲ့တွေရဲ့စိတ်ဓာတ်ကိုတကယ်ချီးကျူးလေးစားရလို့ဒီကြောင်းလေးကျွန်တော်ထည့်ပြောပါမှာပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒါပခုတ်ကူမြို့နယ်ကြောက်လီကစခန်းကနေပြီးတော့အင်အား150ပါတဲ့စစ်ကောင်စီစစ်သားတွေအဲ့ကောင်တွေကပြည်သူပိုင်ကားတွေကိုချောဆွဲပြီးတော့ ဒါတနေရာနဲ့တနေရာသွားဖို့ပေါ့နော်ပြည်သူပိုင်ကားတွေကိုချောဆွဲပြီးတော့ကဲ့တယ်သူတို့ရဲ့အင်အားတွေအဲ့ချိန်မှာဖြတ်ကျုံးတာဖြတ်ကျုံးတဲ့အချိန်မှာတကယ်ထူးခြားတဲ့ဖြစ်စဉ်တွေဖြစ်ခဲ့တာရှိတယ်အဲ့ဒါကတော့ခုနကပြောသလိုပေါ့နော်ပြည်သူပိုင်ကားတွေကိုချောဆွဲပြီးတော့စစ်ကြောင်းတွေရွှေ့တဲ့ခါမှာတော်ရင်တပ်ဖွဲ့တွေကတိုက်ခိုက်နိုင်ခဲ့တဲ့အတွက်16ရောက်တည်စစ်ကောင်စီဘက်ကပေါ့နော်16ရောက်အသက်မရှူဘူးပေါ့အဲ့ဒီစစ်ကောင်စီစစ်သားဒီစစ်ကြောင်းတွေကပေါ့နော်120ရှိပါတယ်ဆိုတော့စစ်ကြောင်းတွေကဘယ်တက်တွေကနေဖွဲ့ထားလဲဆိုတော့ ခလာရ256 259 258ဒီ3တက်နဲ့ဖွဲ့ထားတာပေါ့နော်အဲကောင်တွေကဒါပခန်းကြီးမျိုးကနေပြီးတော့ပခုတ်ကူဘက်ကိုအရင်ဆုံးခြေလင်းစစ်ကြောင်းထွက်တယ်ညနေ4နာရီလောက်မှာကြောက်လီကအထိုင်စခန်းကိုရောက်တယ်အဲ့ဒီနောက်ဒါစစ်ကောင်စီစစ်သားတွေကဒါပြည်သူပိုင်ကားတွေကိုချောဆွဲပြီးတော့ကြောက်လီကစခန်းကနေပန်းတိုင်ချုံစခန်းကိုအသွားအပြန်5ချိန်လောက်ကဲ့ခိုင်းတယ်ကားတွေနဲ့ကဲ့ခိုင်းတာပေါ့နော်5ချိန်လောက်သူတို့အင်အားတွေရွှေ့တာပေါ့အင်အားများတော့ အဲ့လိုလုံနေစင်မှာတွန်လိုင်းတက်ဖွဲ့တွေကတိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်။တိုက်ခိုက်ခဲ့တာကစတုဒ္ဒမြောက်ကားနဲ့ဒါပြင်စမမြောက်ကားကိုတိုက်ခိုက်နိုင်ခဲ့တာပေါ့နော်။ဒီတိုက်ခိုက်မှုကြောင့်မလို့ဒါစတုဒ္ဒမြောက်ကားအတွင်းမှာပါတဲ့စစ်ကောင်စီစစ်သား78ဦးလုံးသေ78ဦး။ဒါပေမဲ့ချောဆွဲခံရတဲ့ဒီအရက်သားပေါ့နော်။အဲ့အရက်သားကိုတွန်လိုင်းတက်ဖွဲ့တွေကမပစ်ဘူး။မပစ်ဘူးတကယ်ထူကြတဲ့ဖြစ်စင်နော်မပစ်ဘူး။အဲ့လိုမျိုးတွေမပစ်တဲ့အတွက်ပေါ့နော်။ तू ပြည်သူမလို့မပစ်တာ။ तू ချောဆွဲခံရတာလေနော်။အဲ့ဒါကြောင့်မလို့တက်ဖွဲ့တွေကလည်းမပစ်ဘူးတိတဲ့အတွက် မပြစ်တော့အဲ့ပြည်သူကလည်းကြောက်လန့်တကြနဲ့အဲ့ကောင်ကိုမောင်းပြေးတာအဲ့အလောင်းကြီးရောလက်နဲ့တရောပါသွားတကယ်တော့ဘယ်လိုလဲတကယ်ရင်နာဟုတ်ကောင်းတယ်ပေါ့နော်တကယ်သူတို့မှအဲ့လိုမျိုးတအားလိုအပ်တာလေနော်အောက်ကျဆက်ရှစ်လက်ဆိုတဲ့ဟာကြီးကနဲမှမနဲပဲပေါ့နော်အဲ့ပြည်သူကလည်းတကယ်ကျောင်းပြောရှင်တာပေါ့နော်။အော်အဲ့လိုမျိုးလေးများရက်ပေးလိုက်ရင်ဘလောက်ကောင်းလဲဆိုပြီးပေါ့နော်။နောက်ဆိုရင်ကျောင်းအဲ့လိုချောဆဲခံရတဲ့ပြည်သူအနေနဲ့သိရတကယ်ကိုကအဲ့လိုမျိုးဂျင်းတဲ့ချက်သေးရောက်နေပြီဆိုတဲ့ခါကျအဲ့ကားရက်ချပြီးတော့လူကြီးပဲပြေး ရှုပ်လို့အဲ့လိုမျိုးတကယ်အကောင့်တွေဘလို့ပဲဖြစ်ဖြစ်ဘလို့ဘလို့ပဲတည်တည်ပေါ့နော်တက်ဘွက်တွေကတော့တည်ကြတယ်ပြည်သူဆိုရင်လောက်မှာမဟုတ်ဘူးနေအဲ့လိုမျိုးတည်နေတာကြိုပြီးရတာဖြစ်တဲ့အတွက်ပေါ့နော်ပြည်သူပါနေတာဖြစ်တဲ့အတွက်ပြည်သူငဲ့မှာပဲငဲ့မှာပဲအဲ့ကြောင့်အကောင့်တွေအဲ့မှာတည်လာခဲ့ရတယ်အဲ့မှာတက်ဘွက်တွေပြစ်ပရေးဆိုတဲ့ခါကျကားကြီးရချာကြီးခါပြစ်ကြတယ်ဒါကတော့ဟိုပါပေါ့နော်ဖြစ်စေချင်တဲ့ဟာကိုပြောတာပါဒါပေမဲ့အဲ့အချိန်မှာအရသာပြည်သူဖြစ်တဲ့အတွက်ဘလောက်တောင်မှကြောက်လန့်နေကြမလဲပေါ့နော်ဒါလည်းတွေးမိပါတယ်ဒါကတော့ ဒါဖြစ်စီခြင်းတဲ့ဟာကိုပြောပြမဖြစ်နိုင်မှန်းတော့သိတာပေါ့နော်အဲဒါပေမဲ့အဲ့လိုမျိုးလေးများဖြစ်ခင်ဘလောက်ကောင်းမလဲပေါ့နော်အဖွဲတွေမှာအများကြီးဒါအထောက်ပံ့ဖြစ်သွားမှာပေါ့နော်အဲ့နဲ့အဲ့ဒီကားဆရာကမောင်းပြီးတော့ထွက်ပြေးသွားတော့ဒီအလောင်းလက်လက်နဲ့တွေပါသွားတာပေါ့နော်အဲ့တော့အဲ့ဒါနဲ့ပတ်သက်လို့ဒါရေစကြိုစောက်တန်းရေစကြိုကဒါကောင်းဆောင်ဖြစ်တဲ့ကိုအောင်မောင်းပေါ့နော်ကျွန်တော် inner level ပြုတယ်ပေါ့နော်အဲဒါကိုအောင်မောင်းကြီးကိုလည်းကူညီပေးကြပါအောင်ဒါတော်လိုင်းကာလမတိုင်ခင်ကပေါ့နော်တောင်မူဘက်ချမ်းမှာစောင်းနေလှက်ပတ်ပြီးရောင်းခဲ့တဲ့စောင်းသေးကြီးပေါ့နော်ဒါမဲ့တော်လိုင်းကာလရောက်တဲ့ချိန်မှာ သူ့မှာရှိများဟာအကုန်ရင်းနေပြီးတော့အခုကြွေးပတ်ချလည်းနဲ့တော်လည်းလုံးတွေလုံးနေတာဖြစ်ပါတယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်အဲ့ဒီဖြစ်စဉ်ပြီးသွားတဲ့ချိန်မှာဆိုရင်သူတညလုံးအိတ်မပြောဘူးလက်နဲ့တည်းမရလို့ပေါ့နော်ကျွန်တော်လည်းပြောရတဲ့ချိန်မှာကျွန်တော်ကဘလို့နှစ်သိမ့်ရမှမသိဘူးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးလေးဖြစ်ခဲ့တာရှိတယ်ပေါ့နော်အဲ့မှသူပြောခဲ့တဲ့ဒါကုတ်လေးဆိုလည်းမိုက်တယ်ပေါ့နော်တိုက်ပွဲတဲကအခက်ခဲကတော့တဲ့ဒါချောဆွဲခံရတဲ့ကားကိုရှေ့ကနေပြီးတော့ဘောက်ကုံဆွဲရင်ပေါ့နော်ဘောက်ကုံဒါကြီးစံအကုန်ဘောက်ထဲမှာပါသမျှကြီးစံအကုန်ပစ်ဆွဲလိုက်ရင်ရတယ်ပေါ့နော်အဲကားသမားလည်းတည်တယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ဒါပွဲကသိမ့်ပြီပေါ့ပြောရရင်တော့ အဲကားပေါ်မှာပါသမျှပေါ့နော်ဒီအလောင်းတွေလက်နဲ့တရောအကုန်ရမှာကားရောရမှာပေါ့နော်အဲသူတို့ကဘယ်လောက်ထိတောင်စီစဉ်ထားလဲဆိုတော့ RPG ပြုတ်ဖို့တောင်မှစီစဉ်ထားတာတဲ့အဲဒါပေမဲ့ပေါ့နော်အခုပြည်သူတင်မာဆိုလို့ငဲလိုက်တဲ့အခြေအနေတဲ့အဲ့တော့ပြည်သူတယောက်နဲ့ဒါခွေး78កောင်းနဲ့78လက်ကိုကျွန်တော်လဲလိုက်တာပေါ့နော်ဒါဒါတကယ်ကြီးကြီးလေးစားမယ်ရာဖြစ်တယ်ပြည်သူအတွက်အလုံးလုံးနေတဲ့ရည်သူတားကောင်းနေဖြစ်တဲ့အတွက် ဒါမျိုးကတော့ကျွန်တော်ကလက်ခံတယ်တကယ်ချီးကျူးတယ်တကယ်လေးစားတယ်ဗောနော်တကယ်အတိမတ်လည်းပြုတယ်အဲ့တော့သူပြောသေးတယ်ပြည်သူကိုအပြစ်တင်လို့မရဘူးဗောနော်ဘာကြောင့်လဲဆိုတော့ပြည်သူကလန်ခီမှာဒီစစ်ကောင်စီစစ်သားတွေရဲ့ပေါ်တာဆွဲခြင်းကိုခံရတာဖြစ်တဲ့အတွက်ဗောနော်သူကဒီလိုမျိုးလိုက်မောင်းပူပေးရဖြစ်တယ်ဗောနော်ဒါပေမဲ့လိုက်မောင်းပူပေးလို့ဆိုပြီးတော့ပြည်သူကိုအဲ့လိုမျိုးဂိုင်းလို့လည်းမရဘူးဗောနော်သူပြောတဲ့ဟာတဘောကတော့ဗျာ ရတာပေါ့ကျွန်တော်တို့လုပ်ရင်တော့ရတာပေါ့ဗောနော်အဲကားသမားဟိုပါပြစ်လိုက်ရတယ်ဆိုရင်အဲကားကြီးလည်းရက်သွားမယ်ကားပေါ်မှာပါတဲ့ဒီအလောင်းတွေအလက်တွေလည်းကျွန်တော်အကုန်ရမယ်ဗောနော်ဒါဆိုဆိုတော့သူက RPG ပြစ်ဖို့ပါရှိတယ်ထိတ်တဲ့ရနေ RPG နဲ့စီးထူလိုက်ရင်တော့ဗျာအကုန်လုံးပွဲချင်းပြီးတာဗောလေနော်ဒါပေမဲ့ဘီသူဆိုတဲ့ဇကာဗောနော်အဓိကတော့မတို့လုပ်နေတဲ့အလုပ်တွေဟာဘီသူအတွက်ဖြစ်ရမယ်ဆိုတဲ့ဇကာအကြောင်းလို့ဒီကျင့်ဝတ်တွေအကြောင်းလို့ဒီလိုအလုပ်တွေမလုပ်ခဲ့တာဗောနော်အဲ့တော့သူဘာဖြစ်လဲသူတညာလုံးအိတ်လုံးမပြောဘူးကျွန်တော်နဲ့ပြောရတဲ့အချိန်မှာ ပုံမှန်ဆိုရင်တော့ဒါတရင်ကောင်းဝင်ပေါ့နော်စစ်ကောင်စီစစ်သားအများကြီးကြွတယ်တရင်ကောင်းဝင်ဒါပေမဲ့သူတို့ကဒီလက်နက်ခဲရန်တွေလို့တယ်လေနော်အကျွေးကြီးလည်းအများကြီးတူမှာအဲ့လိုမျိုးဆိုတော့ဘလိုပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးတော့လုံးနိုင်ခဲ့တယ်အာဘုထမြရေပေါ့နော်ဒါပေမဲ့အဲကျွန်တော်တညာလုံးအိတ်လုံးပဲပြောဖို့ပေါ့နော်ကျွန်တော်ရဲဘော်တွေကအဲ့လိုမျိုးလေးလဲငဲ့ငဲ့လိုက်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါလည်းအပြစ်တင်လို့လည်းမရဘူးပေါ့နော်ဘာလို့လဲဆိုတော့ပြည်သူဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်ဘလိုမှပြစ်တင်လို့မရဘူးဒါပေမဲ့ကုံကြွားတဲ့ဟာတွေအများကြီးရှိတယ်ပေါ့နော်အားကြောင့်ပြန်ဖြစ်တင်မှုလိုတာလည်းရှိတယ်အော်အဲ့ရနေများ ရလိုက်တယ်ဆိုရင်ဆိုတဲ့အတွေ့နဲ့သူတညာလုံးတော့အိမ်မပြောဘူးဆိုပြီးတော့တည်ရတယ်အဲ့တော့ဒါကိုအောင်မောင်းညိကိုလည်းတနိုင်သလောက်ပေါ့နော်အဲဆော့တန်းရေစကြိုတက်ဖွဲ့စီကိုတနိုင်သလောက်လေးပေါ့နော်အဲပါဝင်ပေးကြစီခြင်းနဲ့အဲသူ့ရဲ့မှာမဟုတ်ဘူးအဲ့မှာပူပေါင်းမှုရတိုက်ပွဲဝင်ခဲ့ကြတဲ့အဖွဲ့လည်းအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဒီချိန်မှာဘလို့ပဲဖြစ်ဖြစ်ဒီတော်လိုင်းတက်ဖွဲ့တွေလိုအပ်နေပြီဆိုတဲ့ခါတိုင်းမှာကျွန်တော်တို့ပြည်သူတွေကဝိုင်းဝန်းပြီးတော့ရှေ့ကထုံးစံတိုင်းပဲပေါ့နော်ပန်ပိုးကူညီခဲ့ကြသလိုဆက်ပြီးတော့လည်းပန်ပိုးကူညီပေးကြပါအောင်လို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်